မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်ကောင်စီခန့်ဘကိုးတိုင်းဝင်းကြီးချုပ်မျိုးဆွေဝင်းစုကဂျေးရွာရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ပြူစော့တီကောင်းဆောင်တွေကိုမြေကွက်တကွက်စီခြာပေးနေပြန်နေဆိုပါတယ်ရှမ်းမီနယ်တောင်ပိုင်းကဂျပန်စစ်ကောင်စီလက်အောက်ခံတောင်ကြီးချက်ချင်းဥက္ကဋ္ဌလေတက်ဘိုမူဟောင်းညီညီဆိုသူကို အာနာအလွဲသုံးစားပြုလုပ်မှုတွေနဲ့စစ်တကသူ့လူအချင်းချင်းပြန်ဖမ်းပြီးစစ်ဆေးနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီခန့်ဘကိုးတိုင်းဝင်းကြီးချုပ်မျိုးဆွေဝင်းဆိုသူကဂျေးရွာရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ပြစောတိကောင်းဆောင်တွေကိုမြေကွက်တကွက်စီခြာပေးနေပြန်တယ်လို့ဘကိုးမျိုးထွေအုပ်တဲ့ဒင်းရင့်မြစ်ကိုတိုင်ကရန်ကုန်ခေတ်တိကိုအတိအပြီးပြောဆိုလာပါတယ်ဒါကတော့ စတင်ဘာလ2ရက်နေ့ကပဲစစ်ကောင်စီခန့်ပကိုးတိုင်းဝင်းကြီးချုပ်မျိုးဆွေဝင်းကိုတိုင်းသူတို့စစ်တလောက်ခန့်ကြီးရွာရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ပြူစောတိခေါင်းဆောင်တွေကိုတွစ်ဆုံခဲ့ပြီးတော့လုံချုံရေးအတွက်သူတို့နဲ့အတူပူးပေါင်းဆောင်ရွက်ပေးမှုကြောင့်ဂျေစုတင်တဲ့အနေနဲ့ဆိုပြီးမြေကွက်တကွက်စီခြာပေးနေပြန်တဲ့ဆိုပါတယ်အဲ့ဒီမြေနေရာတွေကပကိုးတက္ကသိုလ်ပတ်ဝန်းကျင်မှာရှိတဲ့တိုင်းအစိုးရပိုင်ဆိုင်ခွင့်ရထားတဲ့မြေနေရာတွေဖြစ်သလို အဲ့ဒီပဲခူးတိုင်းဝင်းကြီးကျုံမြို့ဆွေဝင်းကိုတိုင်သူတို့စစ်တလက်အောက်ခံကြေးရွာရက်ကွက် အုပ်ချုပ်ရေးမှုတွေနဲ့ပြည်စော်တီကောင်းဆောင်တွေကိုပေး40 60မြေကွက်တကွက်စီခြာထပေးနေပြန်တာဖြစ်တယ်လို့ပဲခူးမြို့ထွေးအုပ်တည်င်းအရင်မြေကိုတိုင်ကပြောထားပါတယ်ဒါအပြင်အဲ့ဒီပဲခူးတိုင်းဝင်းကြီးကျုံမြို့ဆွေဝင်းဆိုသူကအုပ်ချုပ်ရေးမှုတွေနဲ့ပြည်စော်တီတွေကိုစစ်တကလုံမဲ့ရွေးကောက်ပွဲကာလနဲ့အဲ့ဒီရွေးကောက်ပွဲပြီးသွားရင်တော့စစ်တပ်အတွက်အလုတ်လုတ်ပေးချဖို့ကိုပါစီယုံပြောဆိုနေပြီးအဲ့ဒီမျိုးဆွေဝင်းဆိုသူဟာ စစ်တပ်အရာရှိဟောင်းတအုပ်ဖြစ်တဲ့အပြင်ရဲတပ်ဖွဲ့မှလည်းဒုရဲချုပ်အထိတာဝန်ထမ်းဆောင်ခဲ့ပူးသူဖြစ်တယ်လို့အခုစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာတော့သူ့ကိုမဲအွန်လိုင်းကဘကိုးတိုင်းဝင်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းကအချက်ဖက်စကောင်စီလက်အောက်ခံတောင်ကြီးကြက်ချင်းဤဥက္ကဋ္ဌလေတပ်ဘုံမှုဟောင်းညီညီဆိုသူကို အာနာအလွဲသုံးစားပြုလုပ်မှုတွေနဲ့စစ်တပ်ကသူ့လူအချင်းချင်းပြန်ဖမ်းပြီးစစ်ဆေးနေတယ်လို့ TGI Sport Revolution ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့စစ်တပ်ကအာနာသိမ်းပြီးတဲ့နောက်မှာရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အခြေဆိုင်ချက်ချင်းဒီအသိဥက္ကဋ္ဌအဖြစ်ရောက်ရှိလာတဲ့လေတပ်ဗိုလ်မှူးပြုတ်ညင်ညီဆိုသူဟာနိုင်ငံတကာကမြန်မာနိုင်ငံရဲ့ဆစ်ဆောင်ပြည်သူတွေနဲ့ပြည်တွင်းပဋိပက္ခတွေကြားဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်ပေးအပ်ထားတဲ့အကူအညီတွေ ကုလသမဂ္ဂရဲ့ကမ္ဘာစားနပ်ရေးကအစီအစဉ် WFP ကပေးအပ်ထားတဲ့အကူအညီတွေအပြင်ပြည်ရင်းပြည်ပအလှရှင်တွေလှူဒန်းထားတဲ့ငွေကြေးပစ္စည်းတွေနဲ့ကြက်ချင်းဤအသိန်းပိုင်ပစ္စည်းတွေကိုပါသူ့ကိုကျုပ်အတွက်အလွန်သုံးစားမှုတွေပြုလုပ်မှုကြောင့်စစ်တပ်ကသူ့လူအချင်းချင်းပြန်လဲဖမ်းဆီးစစ်ဆေးနေရဆိုပါတယ်။အဲ့ဒီလိုကြက်ချင်းဤဥက္ကဋ္ဌလီဒါပြုတ်ညီညီဆိုသူကိုစာရဖကခေါ်ဆက်တော့ WFP နဲ့ပြည်တွင်းပြည်ပအလှရှင်တွေလှူဒန်းထားတဲ့ပစ္စည်းတွေတိမကအဲ စစ်တပ်ကလှူဒန်းထားတဲ့စံတွေပါအလွဲသုံးစားလှုပ်ထားတာတွေကိုပေါ်သွားတယ်လို့ TGI Sport Revolution ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ကစ်တက်ကိုပြောထားပါတယ်။ဒါအပြင်အခုစစ်တပ်ကဖမ်းဆီးခေါ်စစ်နေတဲ့လေတပ်ပြုတ်ညီညီဆိုသူကလက်သီးနဲ့ထိုးချိတ်ခဲ့ပူတဲ့လာရှိုးမျိုးအခြေဆိုင်ရှမ်းမြောက်ချက်ချင်းဤအသိရဲ့ချက်ချင်းဤတပ်သားတို့ကလည်းတောင်ကြီးမျိုးတရားရုံးမှာသူကိုထပ်မံတရားစွဲဆိုထားသေးတယ်လို့သိရပါတယ်။လက်ရှိသိရှိထားချက်အရအဲ့လို WFP နဲ့ပြည်တွင်းပြည်ပအလှူရှင်တွေလူဒန်းထားတဲ့ပစ္စည်းတွေကိုအလွဲသုံးစားလုပ်မှုနဲ့ လေတက်ပြုတ်ညင်းကြီးဆိုသူကိုစစ်တပ်ကအလောက်ကနေဖြုတ်လိုက်ပြီးအဲ့ဒီအလောက်ဖြုတ်စာကိုလည်းလက်မှတ်ထိုးခိုင်းလိုက်ပြီးဖြစ်တယ်လို့သူလက်သေးနဲ့ထိုးလိုက်တဲ့ကောင်လေးရဲ့တရားစွဲဆိုမှုကိုလည်းထပ်မံစစ်ဆေးနေပြီးဖြစ်တယ်လို့ TGI Sport Revolution ရဲ့တာဝန်ရှိသူတူကရှင်းပြထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ကကုတ်ကက်အထက်တန်းကျောင်းခွဲမှာတဆွဲထားတဲ့အချက်ဖတ်စစ်ကောင်စီတပ်ကိုဒေါ်လာရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချင်းမမှုအတွင်း စေကောင်းစီတပ်သားခေါနှဦးကတော့အတိအသိကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမပါအလောင်းတွေစီကနေတနက်၈လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ရွှေချန်သားပြောက်ကြတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်ကတော့စက်တင်ဘာလ၂ရက်နေ့ကပဲမြင်းညံမြို့နယ်ကုတ်ကက်အထက်တန်းကျောင်းခွဲမှာအထိုင်ချတပ်ဆွဲပြီးပြည်သူတွေနဲ့ခီးသွွားပြည်သူတွေစီကနေပါစက်ကြီးကောက်နေတဲ့အချမ်းဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား9ဦးကတော့အတိအသင့်တိတ်ကုန်ကြတဲ့အပြင်အဲဒီစစ်သားမသားအလောင်းတွေစီကနေ MA3 တနက်6လက်အပါဝင်စုစုပေါင်းတနက်10လက်နဲ့ခဲယန်ဒီကူပါဒေါ်လာရင်းတပ်တွေကတင်းစီရရှိခဲ့တယ်လို့ရွှေချန်သားပျောက်ကြားတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်လက်ရှိမြင်းညံမြို့နယ်မှာအကြံဖက်စစ်ကောင်စီတပ်ကတော်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုပြန်လည်လိုချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေလည်းမကြာခဏလုပ်နေသလိုဒေါ်လာရင်းတပ်တွေကလည်းအဲ့ဒီစစ်တပ်စစ်ကြောင်းတွေကိုပါတိုက်ခိုက်ချေမှုန်းနေုံနဲ့မကဘူး အခုလို့သူတို့စစ်တပ်အထိုင်ချရာနေရာတွေကိုလည်းတွားရောက်တိုက်ခိုက်ချေမှုန့်မှုတွေရှိနေတယ်လို့ဒေတာတွင်သတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာလည်းမကွေးတိုင်းစိတ်ဖြူမြို့နယ်ကပေါက်စိတ်ဖြူလမ်းမကနေစစ်တပ်ရဲ့ကပ္ပါစာ22ကိုထွက်လာတဲ့အချက်ဖတ်စစ်တပ်ရဲ့ခပ်ပုတ်စစ်ကြောင်းကိုဒေါ်လာအီပူပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်ချေမှုရမှာစစ်ကောင်းစီတပ်သား15ဦးဝင့်ကျင်ကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်လမ်းမေးမှာမိုင်းမိထားတဲ့သူတို့စစ်သားတွေရဲ့ ခြေပြက်လက်ပြက်တွေကိုပါစွန့်ပစ်ထားခဲ့တယ်လို့ဒေတာတွင်းတော်လိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ခုပြောပါတယ်။လက်ရှိရန်ကုန်ခေတ်တစ်ခုကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလည်းအဲဒီစကောက်စီတပ်သားတွေရဲ့ခြေတွေလက်တွေပြက်ပြီးကျန်ခဲ့တဲ့ပုံတွေကိုပါအတိုင်းသားမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့ဩဂုတ်လ29ရက်နေ့ကစပြီးပေါင်းမျိုးနယ်ကအချက်ဖက်စကောက်စီရဲ့ကပ္ပဆာ24ကနေကပ္ပဆာ22ကိုပေါက်စိတ်ဖြူလမ်းပိုင်းအတိုင်းထွက်လာတဲ့အချက်ဖက်စစ်တဲ့ရိတ်ကပူစစ်ချောင်းကို ဒေါ်လန်ရေးပူပေါင်းတက်တွေကနေစဉ်လန်တလျှောက်ပုံစံမျိုးစုံနဲ့ကြားဖြတ်တက်ခိုက်ချင်းမှုခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခိုက်မှုတွေအတွင်းအဲ့ဒီရိတ်ခါပို့စစ်တပ်စစ်ကြောင်းမှပါလာတဲ့စစ်သား15ဦးဝင်းကျင်ဟာပြစ်ခတ်ခံရတာရောမိုင်းမီပြီးသေကုန်ကြတာတွေရောဒဏ်ရာရထားတဲ့သူတွေနဲ့ပါအထိနာပြီးကပ္ပါစာ22ကိုရောက်သွားတယ်လို့လန်တလျှောက်တက်ခိုက်ခံရတဲ့နေရာတွေမှာတော့သူတို့စစ်သားတွေရဲ့မိုင်းမီထားတဲ့ခြေပြက်လက်ပြက်တွေကိုပါဒီအတိုင်းစွန့်ပစ်ထားခဲ့ကြတယ်လို့ ဒေတာတွေတော်လိုင်းရေးသတင်းအရှင်မြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အချမ်းဖက်စကောင်းစီတက်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရေးအပါဝင်နိုင်ငံရေးစီရေးပူပေါင်းကူညီဖို့မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ PRA မကွေးတက်တို့သဘောတူညီလိုက်ကြတယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီကာကွယ်ရေးဌာနမှကရန်ကုန်ကစ်တက်ကိုပြောပါတယ်ဒါကတော့အောက်လ30ရက်နေ့ကပဲမွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ PRA မကွေးတက်ခေါင်းဆောင်ပိုင်းတွေတွေ့ဆုံမှုပြုလုပ်ခဲ့ပြီးတဲ့နောက် သဘောတူလိုက်တာဖြစ်တယ်လို့ဆိုပါတယ်အဓိကကတော့လက်ရှိအချက်ဖက်စကောက်စီတက်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရေးအပါဝင်နိုင်ငံရေးစစ်ရေးနှစ်ခုစလုံးကိုပူးပေါင်းဆောင်ရွက်သွားကြဖို့သဘောတူခဲ့ကြပြီးတဖွဲ့နဲ့တဖွဲ့အပြန်အလှန်ကူညီပြီးတော့ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ရှိနေပါတယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီကာကွယ်ရေးဌာနမှကပြောထားပါတယ်လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့နိုင်ငံရေးစစ်ရေးအခြေအနေတွေ ပြည်သူလူထုပေါ်နှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့အကြပ်ဖက်စစ်ကောင်စီကိုပုံစံမျိုးစုံနဲ့တွန်းလှန်တိုက်ခိုက်ချေမှုန်းသွားဖို့အပြင်အာဏာရှင်မှန်သမျှကိုအမြင့်ပြတ်တဲ့အထိပူပေါင်းတိုက်ခိုက်ပြီးအားလုံးလူချင်းနဲ့ဖက်ဒရယ်ပြည်တော်စုတည်ဆောက်နိုင်အောင်အတူတကွတိုက်ပွဲဝင်သွားဖို့ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ကင်းပြင်းနဲ့မြောက်ရီမြို့နယ်တောင်ဘက်က DKBA ထိန်းချုပ်ထားတဲ့ကြောက်ခက်ကြေးရွာစေယုံအဟောင်းကိုအကြံဖက်စကောင်စီတပ်က drone တွေနဲ့လာပြီးဘုံကျဲတောင်းမှုကြောင့် အဆောက်အုံတွေပျက်စီးထားတယ်လို့ကရင်စီရဲသတင်းရင်းမြစ်ကပြောပါတယ်။ဒါကတော့ဒီကနေ့စက်တင်ဘာလ၄ရက်နေ့မနက်ပိုင်းမှာပဲဂျပန်စစ်ကောင်စီတပ်နဲ့ဆက်ဆံရေးအဆင်ပြေခဲ့တဲ့ DKBA ထိန်းချုပ်ထားရာမြရီမြို့တောင်ဘက်ကြောက်ခတ်ကျေးရွာစာတင်ကျောင်းအနီးဈေးရုံအဟောင်းအဆောက်အုံကိုစစ်တပ်ကပဲ drone တွေနဲ့လာပြီးဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်လူထိခိုက်မှုမရှိပေမဲ့ဈေးရုံအဟောင်းအဆောက်အုံတွေပျက်စီးထားပြီးစစ်တပ်က သူတို့ ਨੇ အဆင်ပြေခဲ့တဲ့ DKPA ထိန်းချုပ်နယ်မြေကိုပါဘာတိုက်ပွဲမှမဖြစ်ပဲလေကြောင်းတိုက်ခတ်မှုလုပ်သွားတာဖြစ်တယ်လို့ကျင်းစီရေးသတင်းအရှိမိကပြောထားပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီတပ်ကသူတို့ရဲ့မအောင်မြင်တဲ့အောင်စေးရစစ်ကြောင်းအတွက်ဆိုပြီးမြရီမြို့ကခလာယာနှစ်ခွန်၅ကနေစစ်ကူပေးဖို့ထွက်လာတဲ့စစ်ကြောင်းဟာလေထွက်လာတာမှမကြသေးဘူးတော်လိုင်းရေးတပ်တွေရဲ့တိုက်ခိုက်တာကိုခံရပြီးတော့အထိနာပြီးပြန်ဆုတ်သွားကြပြန်တယ်လို့ စစ်တပ်ကလေကြောင်းကနေဘုံကျဲဓာတ်ရီတာလုံနေတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိကော့ဂရိတ်မြောက်ရီအာရှလမ်းနဲ့ကြုံတုံးမြို့နယ်ပတ်တွေမှာတော့ဒေါ်လာရေးတက်တွေနဲ့အကြပ်ဖက်စကောင်စီတက်အကြနေစဉ်ပြက်ကတ်တိုက်ခိုက်မှုတွေရှိနေပြီးစစ်ရေးကတော့တင်းမာနေစေဖြစ်တယ်လို့ဒေါ်လာရေးသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့စကိုင်းတိုင်းကမုံရွာအချင်းတောင်မှာနိုင်ငံရေးအချင်းသားကိုဇော်မင်းဦးစိုးသူအသက်ရှူကြက်အမောဖောက်တဲ့အချင်း အချင်းဦးစီးဌာနကစေကူတာပေးဖို့ညှင်းဆန်မှုကြောင့်တည်ဆုံသွားခဲ့ရတယ်လို့နိုင်ငံရေးကျင်းသားအတိုင်းဝိုင်းကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့စနေဘာလ2ရက်နေ့ညပိုင်းကပဲမုံရွာအချင်းတောင်မှာနိုင်ငံရေးပုံမှန်နဲ့အချင်းချခံထားရတဲ့နိုင်ငံရေးအချင်းသားကုဇုံမင်းဦးစိုးသူဟာအသက်ရှူချက်ပြီးအမောဖောက်လာတဲ့အချိန်စေယုံတင်ဖို့ပေးဖို့နဲ့စေကူတာကွင်ပေးဖို့အခန်းပေါ်အချင်းသားတွေကအချင်းဦးစီးဌာနကိုအကြိမ်ကြိမ်တောင်းဆိုခဲ့ကြတယ်ဆိုပါတယ်။ဒါပေမဲ့ အဲ့ဒီအချင်းဦးစီးဌာနကစေကူတာပေးဖို့နဲ့စေယုံတင်ပေးဖို့ညှင်းဆိုခဲ့ရမှာစက်တင်ဘာလ3ရက်နေ့မနက်တနာရီခွဲလောက်မှာတော့အဲ့ဒီနိုင်ငံရေးအကျဉ်းသားကုစုံမင်းဦးစိုးသူဟာအမောဖောက်ပြီးတိတ်ဆုံးသွားခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားအတိုင်းဝိုင်းကပြောထားပါတယ်လက်ရှိမုံရွာအချင်းတောင်မှာနိုင်ငံရေးအကျဉ်းသားတွေတင်မကတာမဲ့အကျဉ်းသားတွေလည်းကျမ်းမာရေးစောင့်ရှောက်မှုပုံမှန်မရဘဲတိတ်ဆုံးနေကြတယ်လို့အဲ့ဒီလိုအကျဉ်းသားတွေတိတ်ဆုံးသွားမှုတွေကိုလည်းကြံရစ်သူမိသားစုတွေစီး အချင်းဦးစီးဌာနကအတိပေးအကြောင်းကြားတာမျိုးမရှိဘူးလို့နိုင်ငံရေးအကျဉ်းသားအတိုင်းဝန်းကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ